တာလီဇော့ပါဒီကနေ့မေလ10ရက်နေ့နရင်းစရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမမြန်နေခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ရခိုင်နိုင်ငံရေးတမအူဦးလာစောကိုဂုံပြူဥညွတ်တယ်လို့ရခိုင်မျိုးသားဖွဲ့ရှိုးရွယ်လေးကထုတ်ပြန်ခဲ့တဲ့သတင်းတောင်ကုတ်ပဒေါန်လမ်းပေါ်ကညောင်ချီတော့အနီးတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကလေးချောင်းကနေတရဆက်ပုံကျနေတဲ့သတင်းနဲ့ နာပခစစ်ဌာနရှုံနဲ့အမ်ယူသိမ့်တိုက်ပွဲမှာတာဝန်ထမ်းဆောင်ခဲ့ကြရီစကိုင်းတိုင်းပါကဖရေးဖော်ရီအတွေ့ဂုံယူဝေးကျင်းပခဲ့တဲ့တည်င်းအပြင်တခြားစင်ဝင်စားစရာကောင်းတဲ့တည်င်းတွေကိုလည်းဆက်လက်တင်ဆက်ပြီးတော့ပါမယ်ရှင်ရခိုင်မျိုးရှိနိုင်ငံရေးသမားတော်လန်ရေးသမားဦးဦးလစောကွေလွန်သွားတဲ့အတွေ့ရခိုင်မျိုးသားဖွဲ့ရှော UL ကပြပိုးတဲ့တုံဝန်လော်မှာတိုင်းပြည်နဲ့လူမျိုးအတွေ့တသက်တာရည်တည်လှူရှာဖြတ်သန်းမှုအပေါ် ဂုံပြူဥညွတ်တယ်လို့ဖော်ပြထားပါတယ်။ဥဥလာစောဟာလူချီလူခင်ပေါ်များပြီးသူနဲ့ထိတွေ့ဆက်ဆံပေါင်းတင်မှုတဲ့လူတိုင်းကလေးစားရှိခင်ပြီးဂါရဝထားကြတယ်လို့သုံးဝန်တော်ထဲမှာဖော်ပြထားပါတယ်။သူဟာပညာရေးပိုင်းမှာထူးချွန်တယ်လို့နိုင်ငံရေးနေပြည်မှာလေဩဇာရှိသူတယောက်ဖြစ်ပြီးစာပေကိုရှိခင်မြန်လို့ပြီးစာရေးကောင်းသူလို့ဆိုပါတယ်။အာရခဒေတာရဲ့နိုင်ငံသားကောင်းတယောက်ဖြစ်ခဲ့ပြီးသူဖြတ်တန်းခဲ့တဲ့ခေတ်အဆက်ဆက်မှာ လူသားပိသားခဲ့သူလည်းဖြစ်တယ်လို့သွန်လောထဲမှာဖော်ပြထားပါတယ်။အာရခဒေတာတိဆောက်ရေးလုပ်ငန်းတွေထဲမှာလေးသူ့ရဲ့ကိုကြီးကိုသွေးနိုင်ငံရေးအတွေ့အကြုံတဘာရီနဲ့တာဝန်ကြီးပွန်ခဲ့တယ်လို့ဆိုပါတယ်။ဥဥလာစောရဲ့ဘဝတသက်တာဆောင်ရွက်မှုရုံးကန်လှူချမှုယုံကြည်မှုယက်တီမှုပေးဆက်ဆွန့်လွှတ်မှုတွေအပေါ်အာရခပြည်သူလူထုတွေကအစဉ်အမြဲဂုဏ်ပြုပြောဆိုနေကြမယ်လို့တွန်းဝလော်ထဲမှာဖော်ပြထားပါတယ် တောင်ကုတ်ပဒောင်းလမ်းပေါ်ကညောင်ချီတော့အနီးမှာအာရခတတူအီဥဆောင်တဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့တင်ရရှိပါရယ်။ဦးရှိပင်မျိုးနဲ့ခုနှစ်မိုင်လောက်သာဝေးတဲ့ကပါစာ6နဲ့ညောင်ချီတော့ကြီးရော်ဝင်းကြီးအနီးနာမှာတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသစီရီတင်ရင်းမြစ်တယောက်ကပြောပါရယ်။စစ်တပ်ကဒီနေ့တည့်ရလို့လေချောင်းကနေတရဆက်ပုံကြီးတိုက်ခိုက်နေပါတယ်လို့လေသူကပြောပါရည် ီကနေ့မေလ10ရက်နေ့မနေ့ပိုင်းမှာမြောက်ကြီးတော့ပတ်ဝန်းကျင်အနီးကတောတောင်တွေနဲ့ကွင်းပြင်ကအစားစစ်ကောင်စီကလေကြောင်းကနေတရဆက်ပုံကျေတိုက်ခိုက်နေပြီးတိုက်ပွဲကလေဆက်လက်ပြင်းထန်နေတယ်လို့ဒေသခံတွေကဆိုပါတယ်ပြည်ကလေးရဲ့ပိုင်းအတွင်းကအကြဆုံးတွေနဲ့ညောင်ကျိုးကနေနောက်ဆုတ်ထွက်ပြေးသွားတဲ့စစ်ကြောင်းကနေတပ်သားတွေကိုပြန်လည်စုဖွဲ့မှုလုပ်ကာညောင်ချီတော့အနီးဝန်းကျင်မှာစစ်ကြောင်းထိုးလှုပ်ရှားလာတဲ့အတွက်အေအေဥဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခတ်ရာကနေတိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့သိရပါတယ်။အရခတ်တော် EE နဲ့အတူရခိုင်ပြည်ကအန္နာပခစစ်ဌာနရှုမြို့သိမ်းတိုက်ပွဲမှာပါဝင်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖ PDF ရေးဖော်တွေကိုဂုံပြူကြိုဆိုပွဲကျင်းပခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဝင်အောင်ပွဲရရေးဖော်တွေကို စကိုင်းတိုင်းပကဖကဂုံပြူစုငွေတွေပြည်ရရှိမြင်ခဲ့ပြီး ကြာဆုံးရေးဖော်ရရဲ့မိသားစုဝင်တွေကိုလေထောက်ပံ့ကြေးပေးခဲ့ကြပါတယ်။တိုက်ပွဲအတွင်းအသက်ဆုံးလို့ပေးဆက်ခဲ့ကြတဲ့သူရဲကောင်းတွေကိုလေအခမ်းအနားမှာရေးဖော်တွေကဂုံပြုအညို့အလေးပြုခဲ့ကြတယ်လို့ရင်းမာပင်ခရိုင်ပကဖားရဲ့မနေ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အန်တိုက်ပွဲအတွင်းစကိုင်းတိုင်းရင်းမာပင်ခရိုင်ကပကဖားရေးပေါ်32ရောက်ပါဝင်တိုက်ခိုက်ခဲ့ပြီးရေးပေါ်နေရောက်အသက်ပေးလူခေရက ရေးပေါ်တရားကိုခြေတစ်ဖက်ဆုံချုံခဲ့ရတယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ရင်းမပြင်းခရိုင်ပကဖအနေနဲ့ရခိုင်စစ်မြေပြင်မှာရေးဝန်စွာတိုက်ပွဲဝင်ခဲ့ကြတဲ့ပကဖရေးဖော်တွေကိုအထူးလေးစားဂုဏ်ယူတဲ့အကြောင်းနဲ့ကြာဆုံးခဲ့ရတဲ့ရေးဖော်တွေကိုမော်ကွန်းမတ်တန်တင်အလေးအနက်ဂုဏ်ပြုတယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။စကိုင်းတိုင်းပါကာဖာကတည်ရင်တည်ရင်စာတိုက်ပွဲမှာပအဝင်ကူညီတိုက်ခိုက်ပေးခဲ့ပြီးရေးပေါ်15ယောက်ကြာဆုံးခဲ့က ရေးပေါ်အယောက်80ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကို တင်ဆက်ပေးကြတာပါဆက်လက်ပြီးတော့ပြည်ရင်းနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြန်မာနိုင်ငံကတရုတ်စီမံကိန်းတွေရဲ့ဘေးကင်းလုံခြုံရေးကိုအာမခံပေးဖို့တရုတ်သမ္မတရှီကျင်းပြင်ကမြန်မာစီကောင်းဆောင်မင်းအောင်လိုင်းကိုတိုက်တွန်းလိုက်ပါတယ် ဒါအပြင်အွန်လိုင်းလေလေမှုနဲ့နေဆက်ဖြတ်ကျော်ပြည့်မှုကျူးလွန်သူတွေကိုတိုးမြှင့်တိုက်ဖြတ်ဖို့ကိုလေတရုတ်သမ္မတကပြောဆိုခဲ့ပါတယ်။မေလ9ရက်နေ့ကမော်စကိုမြို့မှာကျင်းပတဲ့ရင်းပြင်းနီအောင်ပွဲအခမ်းအနားရဲ့ဆက်ဆက်အစည်းအဝေးတွေမှာမြန်မာစီကောင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံတဲ့အချိန်တရုတ်သမ္မတကအခုလိုတိုက်တွန်းပြောဆိုခဲ့တာလို့သိရပါတယ်။မြန်မာနိုင်ငံကတရုတ်ဝန်ထမ်းအဖွဲ့အစည်းစီမံကိန်းတွေရဲ့ဘေးကင်းလုံခြုံမှုကို လက်တွေ့ကြကြအာမခံပေးဖို့နဲ့အွန်လိုင်းလောင်းကစားဆက်သွယ်ရေးလင်လေမှုစားတဲ့ဤဆက်ဖြတ်ကျော်ပြည်မှုကျူးလွန်သူတွေကိုတိုးမြင့်တိုက်ဖြတ်ဖို့မျှော်လင့်နေလို့လေတရုတ်သမ္မတကတိုက်တွန်းခဲ့ပါတယ်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အိန္ဒိယအစိုးရဟာလူပေါင်း123ယောက်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်တယ်ဆိုပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကိုနေဆက်ကနေတစင်မောက်ထုတ်ခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်မီဒီယာတွေမှာသတင်းဖော်ပြကြပါတယ်။ အိန္ဒိယနေချာဆောင်တပ်ဖွဲ့ BSF ကအနည်းဆုံးလူ123ယောက်ကိုကူရီဂရန်နဲ့ခကာဆူရီနေဆက်ဂိတ်တွေကနေတဆင်းဘင်္ဂလားဒေ့ရှ်နိုင်ငံထေးကိုမောင်းထုတ်ခဲ့တာပါအဲ့ဒီသူတွေကိုဘင်္ဂလားဒေ့ရှ်နေချာဆောင်တပ်ဖွဲ့ BGB ကဖမ်းဆီးပြီးလက်ရှိအရှုပ်ထဲမှာထားကာသူတို့ရဲ့အထောက်အထားတွေကိုစစ်ဆေးလျက်ရှိတယ်လို့ဆိုပါတယ်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက နေဆက်တစ်လျှောက်မှာပြင်းထန်တဲ့သတိပေးချက်ထုတ်ပြန်ထားပြီး အခုလိုမောင်းထုတ်မှုကိုဆန့်ကျင်တဲ့ကန့်ကွက်စာတစ်စောင်ကိုအိန္ဒိယနေခြားဆောင်လုံခြုံရေးတပ်ဖွဲ့ BSFC ပေးပို့ထားတယ်လို့ဘင်္ဂလားဒေ့ရှ်နေခြားဆောင်တပ်ဖွဲ့ BGB ညွန်ကြားရေးမှူးချုပ်ဘိုရှုပ်မိုဟာမက်အာရှဖူဂျာမန် CDK ကပြောပါရယ်။တချိန်တည်းမှာအိန္ဒိယပါကစ္စတန်အကြားပဋိပက္ခတွေအရှိန်မြင့်တက်လာနေချိန်မှာဘင်္ဂလားနေဆက်ခရိုင်30တခုကိုလေလုံခြုံရေးတွင်းမြင့်ထားပြီးရေးဌာနချုပ်ကလေနိုင်ငံတော်လုံခြုံရေးအတွက် နေချားဆောင်ရေးအရာရှိတွေကိုတတိပေးမှုပြုလုပ်ထားတယ်လို့ဆိုပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzura.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစာအတန်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါသည်ရှင်။